ိုင်ဖုန်းမုန်တိုင်းဘူအလွိုင်းတိုက်ခိုက်မှုကြောင့်ဗီယက်နမ်နိုင်ငံမှာမိုးသည်ထန်စွာရွာသွန်းပြီးရေဘေးသင့်ငယ်ရာလူစနက်ဦးထက်မင်းနယ်တေဆုံးပြီး၁၈ဦးပျောက်ဆုံးကလမ်းမကြီးတွေနဲ့နေအိမ်တွေပျက်စီးခဲ့ရတယ်လို့နိုင်ငံပိုင်းမီဒီယာတွေကဖော်ပြပါဗျ။တိုင်ဖုန်းမုန်တိုင်းဟာပူပိုင်းမုန်တိုင်းတစ်ခုဖြစ်အပြော့သွားခဲ့ပြီးလောင်နိုင်ငံဘက်ကိုရွေ့ရှားသွားခဲ့တယ်လို့နိုင်ငံပိုင်းမီဒီယာတွေကဆိုပါတယ်။မုန်တိုင်းကြောင့်ယာယီတရားတွေမျောပါသွားခဲ့ပြီး လမ်းမကြီးတွေရင်းနှီးမြုပ်ကာ ကီနေများပြားရေးပေးသင့်ရတယ်လို့သိရပါတယ်။ကယ်ဆယ်ရေးဖွဲ့တွေဟာပျောက်ဆုံးနေတဲ့တ98ဦးကိုရှာဖွေနေပြီးဝေးမြို့တန်ဟွာနဲ့နင်းပင်ပြည်နယ်တွေမှာနေပြင်းတိုက်ခတ်လို့နေအိမ်တွေပြိုကျခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေကဆိုပါတယ်။ဗီယက်နမ်ကိုတိုက်ဖုန်းမုန်တိုင်းမဝင်ရောက်မီမိသားစု3သိန်းခွဲလောက်တရားပြတ်တောက်ခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ BNN ဆိုရဟာလူပေါင်း2800ကျော်ကိုကြိုတင်ပြီးဘေးလွတ်ရာရွှေ့ပြောင်းခဲ့ပြီးယာနဲ့ချီတဲ့လေကြောင်းခီးစင်တွေကိုဖျက်သိမ်းကအလဲပိုင်းကင်နရီရှိလေစိတ်လေးခုကိုပိတ်ခဲ့ပါတယ်။တောင်ကြနေနောက်ပိုင်းတိုင်ဖုန်းမုန်တိုင်းပူအလွန်ကြောင့်ဖိလစ်ပိုင်နိုင်ငံမှာလူ20ဦးထပ်မံနေသေဆုံးခဲ့ပြီးအများစုဟာရေနစ်တာဒါမှမဟုတ်သစ်ပင်ပေါ်ကပြုတ်ကျပြီးသေဆုံးခဲ့တာလို့တာဝန်ရှိသူတွေက ပြောပါတယ်။တိုင်ဖုန်းမုန်တိုင်းပူအလွန်ဟာတပတ်အတွင်းအာရှတိုက်မှာတိုက်ခိုက်ခဲ့တဲ့ ဒုတိယမြောက်အင်အားပြင်းဆုံးမုန်တိုင်းဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ပတ်ကတိုင်ဖွန်းမုန်တိုင်းရာကစားဖိလစ်ပိုင်မြောက်ပိုင်းထိုင်ဝမ်နဲ့တရုတ်မှာဝင်ရောက်တိုက်ခိုက်ခဲ့လို့လူ၂၈ဦးသေဆုံးခဲ့ပါတယ်။